အယောထွက်လက်ခပေးစရာမလိုပဲရွှေဝယ်လို့ရပါပြီ။ရွှေဝယ်ရလို့တဲ့နေရာမှာအယောထွက်လက်ခတွေကတမမနေဘူးဆိုတော့ကိုရွှေတွေအယောဝယ်လို့နေရတူရိုက်ဒီပါရယ်။အဲ့ဒါအပြင်ရွှေတွေကိုဘမသိမ်းရမလဲ၊ကြာမြပြောက်သွားမလား၊သူများခိုးသွားမလားအစရှိသခင်ဥစ္စာ၆ရပါသေးရဲ့။ဒါပေမဲ့နေပညာဒုဒလာရာနဲ့အမျှရွှေကို digital အနေနဲ့ဂိုင်းနိုင်တဲ့နည်းလမ်းတစ်ခု ရှိလာပါပြီ။အဲ့ဒါကတော့တကယ့်ရွှေနဲ့တန်ဖိုးချင်းချိန်ထားတဲ့ crypto coin တွေပါ။ ဒီကွိုင်းရဲ့အကြောင်းနဲ့ဒီဟာတွေကတကယ်အစ်စ်အမှန်လားချင်းလားဆိုတာကိုဒီဗီဒီယိုမှာကြပြပေးတော့ပါမယ် GoPal Crypto အကြောင်းရွှေကို Goran ဝယ်လို့မဖြစ်နိုင်တဲ့သူတွေ online ကတစ်ဆင့်ရွှေဝယ်စင်သူတွေဒါမှမဟုတ် blockchain ပေါ်မှာရွှေကို digital အနေနဲ့ကန်ချင်တဲ့သူတွေကြောင့် GoPal Crypto ဆိုတဲ့ concept တစ်ခုထွက်လာပါတယ် GoPal Crypto ဆိုတာတကယ်ရွှေနဲ့ခြေထားတဲ့ cryptocurrency တစ်မျိုးဖြစ်ပြီးတော့ တိုကန်တစ်ခုရဲ့တန်ဖိုးကိုတကယ်ရှိနေရွှေစင်းနဲ့အတူထားထားပါရယ်ဥပမာတိုကန်တစ်ခုကိုရွှေတစ်ချက်သားနဲ့တူရဆိုရင်အပြင်မှာလည်း Proselute တူတွေကရွှေတစ်ချက်သားကိုဗန်နဲ့တခြားသိမ်းထားလို့ရတဲ့နေရာတွေမှာသိမ်းထားပါရယ်ဒါက Crypto Locker ရဲ့မှာဆိုရင် Stablecoin အလုပ်လုပ်တဲ့သဘောတရားနဲ့အတူတူပါပဲဥပမာအဲ့ဒီ project ကတိုကန်တရားထုတ်ထားရပေထားပါတော့ဒါဆိုလို့ရှိရင်အဲ့ဒီ project ကနေပြီးရောအပြင်မှာသိမ်းထားတဲ့ရွှေကလည်း ြေရာချက်သားရှိနေရပါမယ်။သူတို့ project အောက်ကနေပြီးတော့ထုတ်ထားပါတယ်ဆိုရဲ token အရေးအတွက်နဲ့တင်ထားပါတယ်ဆိုရဲရွှေအရေးအတွက်နီမနီကတော့သက်ဆိုင်ရာတွေကနေပြီးတော့၃လခြားတစ်ခါတစ်ပတ်တစ်ခါတစ်လတစ်ခါစသဖြင့်အမြဲတမ်းစစ်ဆေးနေတာဖြစ်ပါတယ်။ဆိုတော့ဒီ gold back crypto တွေကယုံကြည်စိတ်ချရရဲ့လား GoBack Crypto တွေက project အများကြီးရှိပါတယ်။အဲ့ဒီတွေကတချို့ကတကယ်ယုံကြည်ရတယ်၊တချို့ကတော့မယုံကြည်ရတဲ့ project တွေလည်းရှိပါတယ်။ Solura က GoBack Crypto ဆိုပြီးတော့ချင်းထည့်နေတဲ့ project တွေလည်းရှိရလို့ပြောချင်တာပါ။ယုံကြည်ရတဲ့ project တွေကအများအားဖြင့်နာမည်ကြီးရဲ့ Binance တို့ Crypto Exchange တွေမှာဝယ်လို့ရတဲ့ project တွေပဲဖြစ်တတ်ပါတယ်။ Market Cap ကြီးရဲ့ project တွေကိုပို့ပြီးတော့အာယုံစိုက်ပြီးတော့လေ့လာရမယ်။ဘာဖြစ်လို့လဲဆိုတော့ market cap ဆိုတာက project တစ်ခုလုံးဘယ်လောက်ကြီးတယ်လဲဆိုတာကိုပြနိုင်လို့ပါ market cup ကြီးရင်အကြီးစား project ဖြစ်နိုင်တယ်လို့သက်တမ်းပူရှိနိုင်တဲ့အလားအလားရှိပါတယ်။အဲ့ဒါအပြင်အဲ့ဒီ project က coin တွေကိုတခြားလူတွေဘယ်လိုအသုံးပြုနေလဲ အစိုးရရဲ့အထီးခွင့်ပြုထားလားရွှေတွေကိုတကယ်ဗမာသိမ်းထားတာလဲဆိုတာတွေထီကိုတခြားသိရပါမယ်။တချို့ project တွေကတကယ်ရွှေနဲ့ချိန်ထားတယ်လို့ပြောပေမဲ့တတိအထောက်ထားပေးနိုင်တာမျိုးမရှိပါဘူး။တကယ်ရွှေနဲ့ချိန်ထားတယ်လို့နမည်ရအောင်လုပ်ပြီးတော့လူတွေကိုစေဖျားဖို့လုပ်တဲ့ Ponzi scheme လိုမျိုးအလိန် project တွေလည်းရှိတတ်ပါတယ်။တချို့ကအတီးပြုမှုမရှိဘဲနဲ့နမည်မကြီးရဲ့ website တွေမှာတိုင်းရောင်းနေတဲ့ token တွေဆိုရင်တော့လုံးဝလုံးဝယုံလို့မဖြစ်ပါဘူး။ ဒါကြောင့် Google Go Back Crypto တွေကိုစိတ်ဝင်စားရဲဆိုရင် Bay Project တွေကတကယ်ရှင်နဲ့ချိန်ထားတယ်၊ရွှေတွေပမာသိမ်းထားတယ်၊ပြီးတော့သက်ဆိုင်ရာကစစ်ဆေးတာကိုလက်ခံထားလား၊ Binance နဲ့ Coinbase တွေမှာရောင်းဝယ်လို့ရလားစတာတွေကိုသေချာစစ်ဆေးဖို့လိုပါတယ်။ Okay အခုလောက်ဆိုလို့ရှိရင်တော့ Go Back Crypto တွေအကြောင်းကိုသိသင့်သလားသိသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်ပြောပြမှာက Market Cap အကြီးဆုံး Go Back Crypto နှစ်ခုအကြောင်းပါ။ပထမတစ်မျိုးကတော့ Pasco ပါ။ Pasco ဆိုတာကတကယ်ရှိတဲ့ရွှေနဲ့ချိန်ထားတဲ့ crypto တစ်မျိုးပါ။ Pasco Trap ဆိုတဲ့ American company တစ်ခုကပိုင်ပြီးတော့ Pas token တစ်ခုကတကယ်ရွှေတရွှန်အောင်စားနဲ့တူညီအောင်ချိန်ထားပါတယ်။တရွှန်အောင်စားကယူယူအောင်စားနဲ့မတူဘဲနဲ့ကမ္ဘာရွှေဈေးပါ။ယူယူအောင်စားကတအောင်စားကို28.35 gram ဖြစ်ပြီးတော့တရွှန်အောင်စားကတော့31.1 gram ဖြစ်ပါတယ် ြီးတော့ဒီရွှေတွေကိုလန်ဒန်မှာရှိတဲ့ Gold Storage တွေထဲမှာသိမ်းဆည်းထားတာပါအစိုးရကခွင့်ပြုထားတဲ့ project ဖြစ်လို့ယုံကြည်စိတ်ချရနိုင်ပါတယ် Binance Coinbase Kraken လို့လိုမျိုးနာမည်ကြီးရ crypto exchange တွေမှာဝင်နိုင်တဲ့ project ဖြစ်ပြီးတော့ crypto လောကမှာ market cap ဒေါ်လာတန်900ကျော်ရှိပါတယ်ဒုတိယတစ်မျိုးကတော့ Tether Gold ပါ Tether Gold ကလည်း Fastnet တူတဲ့ Gold Back Crypto တစ်ခုပါပဲ ခရစ်တိုလောကရဲမှာလူသုံးအများဆုံး stable coin ဖြစ်တဲ့ USDT ကိုထုတ်တဲ့ Tether Company ကထုတ်လုပ်တဲ့ Go Crypto ပဲဖြစ်ပါတယ်။ Tether Go တစ်ခုရဲ့တန်ဖိုးကိုလည်းတကယ်ရှိတထွန်အောင်စားနဲ့တန်ဖိုးညီအောင်ခြေထားပါတယ်။ရွှေတွေကိုဆွစ်ဇာလန်မှာရှိတဲ့ရွှေသုံးလောက်ရောင်းမီထဲမှာသိမ်းဆည်းထားပြီးတော့ crypto နည်းပညာကိုသုံးထားပါတယ်။ market cap အနေနဲ့ကလည်းဒေါ်လာတန်900ကျော်ရှိပါတယ်။တခုရှိတာက Tether Go က Pasco လိုမျိုးသက်ပါတီ auditing မရှိပါဘူး။ ဆိုလိုတာက Pasco ကိုထုတ်တဲ့ Puzzle Trap Comedy ကအစိုးရထောက်ခံတဲ့ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်သူတို့ရဲ့ရွှေထားထားတာကိုတရားဝင်မှတ်တမ်းပြထားပါတယ်။ဒါပေမဲ့ Theater Comedy မှာတော့တကယ်ရွှေနဲ့ခြေချတာမှန်လားဆိုတာကိုအတိမပြုတ်ပေးထားပါဘူး။ theater company ဘက်ကတော့ theater go တွေကိုတကယ်ရွှေနဲ့ခြေထားတယ်လို့ပြောထားပေမဲ့တပ်ပါတီ auditing မရှိတဲ့အတွက်ကြောင့်မို့လို့တချို့ယင်းနှိမ့်ညွန့်တဲ့သူတွေကတန်တရာဖြစ်နိုင်ပါတယ် ကားကြောင့်နှစ်ခုရှင်ကြည့်မယ်ဆိုရင်ဖက်စကိုကဘူယုံကြီးစိတ်ချရပြီးတော့တေတကိုကတော့အနေငယ်သတိထားစရာရှိတဲ့ project တစ်ခုဖြစ်ပါတယ်။ရွှေနဲ့ခြေကြတဲ့ crypto တွေမဝယ်ခင်မှာတည်ထားရမှာကကိုကရွှေကင်ထားခြင်းပေမဲ့အပြင်ကဆိုင်နေမှာဝယ်ရတာအလုံးရှုံလို့အယောဒလက်ခါတွေပေးရလို့တကယ်ရွှေကိုမဝယ်ခြင်းဘူး။နမတ်နဲ့ crypto ကိုစိတ်ဝင်စားပြီးတော့တာမန်ဈေးကွက်နဲ့ crypto ဈေးကွက်ခြေထားတဲ့ project တွေကိုလည်းသဘောကျတယ်ဆိုရင်တော့ Goldback Crypto တွေကအဆင်ပြေပါလိမ့်မယ်။နောက်ဆုံးသတိထားရမယ့်အချက်တွေကတော့ Goldback Crypto တွေကတကယ်ကိုင်နိုင်တဲ့ရှိမဟုတ်ပါဘူး။ Crypto Market မှာ Manipulation ဈေးကွက်လှည့်ဖျားမှုဖြစ်နိုင်မှုတွေရှိတာကြောင့် Blockchain ပေါ်မှာရှိတဲ့ Goldback Crypto တွေကလည်း Traditional Gold Market လိုမဟုတ်နိုင်ပါဘူး။ကိုယ်ဝယ်လိုက်တဲ့ Goldback Crypto ကတကယ်အပြင်မှာရွှေနဲ့ချိန်ထားမှသာပြောတရားဝင်စစ်ဆေးမှုတွေခံထားမှသာဆိုတော့စစ်ဆေးဖို့မဖြစ်မနေကိုလိုပါတယ်။ နောက်ဆုံးသတိထားရမှာတစ်ခုကဒီ Gobat Crypto တွေကလည်း Crypto တွေထဲကတမျိုးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ Gobat Crypto တွေကိုလုံခြုံအောင်သိတဲ့အတိုင်းပဲဒီ Crypto တွေကိုလည်းသိနိုင်ဖို့လိုအပ်ပါတယ်။ကဲဒါလောက်ဆိုလို့ရှိရင်တော့အယောဒလက်ခံမပေးရတဲ့အပြင်ဓမြလာတိုင်းမှာလည်းပူးစရာမလိုတဲ့ Gobat Crypto တွေအကြောင်းကိုတည်တင်တဲ့လောက်သိသွားလိမ့်မယ်လို့ထင်ပါတယ်။ဒီဗီဒီယိုကိုချစ်ပြီးတော့မရှင်းတာရှိသေးလို့မေးချင်နေဆိုရင်အခုပြထားတဲ့ Crypto Maker Telegram Group ကို join ပြီးတော့မေးလို့ရပါတယ် ကိုဘတ်ခရစ်ပတိုတွေကိုဝယ်ဖို့အချင်းအကောင့်တစ်ခုမရှိသေးဘူးဆိုရင်လည်းအခုပြထားတဲ့ Cryptomaker Referral ကုန်းနဲ့ Binance မှာအကောင့်ဖွင့်ထားလို့ရပါတယ်။ဒီကုန်းနဲ့ဖွင့်ထားတဲ့အကောင့်ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ fees ကို20% discount အမြဲတမ်းရနိုင်မှာဖြစ်ပြီးတော့ Cryptomaker နေလုပ်တဲ့ campaign တွေက reward တွေကိုလည်းရနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue မှာအများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။နောက် video မှာပြန်တွေ့ကြရပါဦး။